ဘကုံမျိုးကပျောက်ဆုံးနေတဲ့ဆလေးနှစ်သားမောင်တန်းနိုင်မင်းကိုတပ်ဖြတ်ခဲ့တဲ့တရားခံတွေကိုဖမ်းဆီးရမိ။မင်္ဂလာပါပရိသတ်ကြီးရှင်။ဘကုံမျိုးကចောင်းသားမောင်တန်းနိုင်မင်းကိုတပ်ဖြတ်ပြီးအလောင်းဆွန့်ပစ်ခဲ့တဲ့တရားခံတွေကိုဖမ်းဆီးရမိပြီဖြစ်တယ်လို့ရေစကန်နဲ့အနီးဆက်သူတွေရဲ့ပြောပြချက်အရသိရှိရပါတယ်။တရားခံတွေကခလေးကိုဖမ်းဆီးကခြေထောက်နဲ့လက်တွေကိုကျိုးတုပ်ပြီးဥကောင်းကိုအိတ်ဆုကဖမ်းဆီးထားပြီးမိဘတွေစီကငွေကြေးညှစ်ဖို့စီစဉ်ခဲ့တာဖြစ်ကြောင်း ခြုံနောင်ထားစင်မှာကလေးကအသက်ရှူကျက်ပြီးသေဆုံးသွားခဲ့ရတာဖြစ်တယ်လို့တရားခဏ်တွေကထွက်ဆိုထားတယ်လို့လည်းသိရှိရပါတယ်။ကလေးကဘောလုံးဝါသနာပါတယ်။ဘောလုံးကံမဲ့ဆိုပြီးတော့ခေါ်သွားပြီးတော့ဖမ်းလိုက်တယ်။ဖမ်းပြီးတော့အကျိုးတုပ်ပြီးဓာတ်ပုံရိုက်ပြီးမိဘတွေစီကိုငွေတောင်းမယ်ပေါ့။ငွေတောင်းမယ်ဆိုပြီးတော့လုပ်တဲ့ချိန်မှာကလေးကအော်တော့ခေါင်းကိုအိတ်နဲ့ဆွလိုက်ပြီးတော့ကျိုးနဲ့တုပ်လိုက်တာအသက်ရှူကျက်ပြီးတော့တေးသွားတာအဲ့ဒါနဲ့တေးသွားပြီးတော့သူတို့ကမစင်းဆင်နာမှာသွားပြစ်လိုက်တာ မိတဲ့သူတွေရဲ့ထွက်ဆိုချက်ပေါ့တရားခံတွေကသူတို့အိမ်သားကပဲအလောင်းတွေ့ပြီးမှထပ်ဖန်လိုက်တာ ပထမကလည်းသူတို့ကိုစစ်ထားသေးတယ်ခလေးပြောက်တဲ့ကိစ္စနဲ့စစ်ဆေးခဲ့တာကျွန်တော်ထင်တာတော့ဖမ်းတဲ့ရက်ကလေးကသေဆုံးတာဖြစ်ဖို့များပါတယ်ဆိုင်ကယ်နဲ့ခေါ်သွားတဲ့သူလည်းတရားခံအနေနဲ့ပါပါတယ်ဟုဆိုကရက်စကန်နဲ့နီးစပ်သူတဦးကပြောပါတယ် တရခန်တွေထဲမှာကလေးပြောက်တဲ့နေက CCTV မှတ်တမ်းထဲမှာတွေ့ရတဲ့ကလေးကိုဆိုင်ကယ်နဲ့ခေါ်ဆောင်သွားတဲ့အမျိုးသားပါဝင်တယ်လို့ကနအူးသိရပြီးလက်ရှိမှာတော့တရခန်တွေကိုရဲစခန်းကဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။အသက်14နှစ်အရွယ်သားရှိသေးတဲ့မောင်တပ်နိုင်မင်းကိုဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက်ခြေထောက်နဲ့လက်ကိုလက်ပြန်ကျိုးတုပ်ပြီးဦးခေါင်းအဝတ်အုပ်ခါရရက်ဆက်ဆက်တပ်ဖြတ်ခံခဲ့ရတာဖြစ်ပြီးကျူးလွန်သူတွေဟာမူးယစ်ဆေးသုံးဆွဲထားသူတွေဖြစ်တယ်လို့လည်းမြို့ကန်တအူးကပြောပါတယ်။ ဆေးချောင်ပြီးတော့ရှောက်လို့တာတတ်ထားတာကတော့ရက်ဆက်တယ်။ကလေးကိုဖမ်းခေါ်သွားပြီးတော့ငွေ9သိန်းတောင်းတာလဲမှန်တယ်။ပေးမပေးတော့မသိရဘူး။တတ်ထားတာလဲဆေးချောင်ပြီးတက်ပစ်ထားတာဟုဆိုကမစင်းရက်ွက်ဒေတာခံတအူးကပြောပါတယ်။မောင်တက်နိုင်မင်းဟာ grade 7တက်ရောက်မဲ့ကျောင်းသားတအူးလဲဖြစ်ပါတယ်။၎င်းအားကျောင်းနဲ့မသက်ဆိုင်တော့ကြောင်းကျောင်းဘက်ကလည်းယနေ့အမင်းစာလာပြန်သွားတယ်လို့လဲသိရပါတယ်။ကလေးနာရေးကတမျိုးကျောင်းကဆရာမကပါအမင်းလာပြန်နေပြန်။ ချောင်းဖွင့်ချိန်ဖြစ်တာလည်းမဟုတ်ဘူးဟုဆိုကဇင်းရက်ွက်ဒေသခံတအူးကပြောပါတယ်။